ုရာလေးကိုကုသူနဲ့ကိုလာတယ်။ကိုအကုသူနဲ့ကိုသွားတယ်။အဲ့တော့ဟိုအကုသူလုံးတဲ့သူကအဲ့အကုသူတော်ရဲရကိုဘယ်လိုမှမထွက်နိုင်ရှာဘူး။နောက်ကျတော့သူတည်တဲ့ခါကျသူအဲ့အဲ့အကုသူတွေကိုသူတည်သွားရှာတာ။ဆိုတဲ့ခါကျတော့ကိုကကိုအသက်ရှင်နေတဲ့ချိန်တွင်းမှာဘဝကတူတူလေး အဲ့တော့ကုသိုလ်တွေကိုပဲပြပြတက်နိုင်သလောက်စုရဲကောင်းတာတွေလုံနိုင်ဖို့ကိုပဲအတတ်နိုင်ဆုံးစူးစမ်းရဲကောင်းတဲ့စိတ်ထားနိုင်ဖို့ကိုစူးစမ်းရဲလူတယောက်မှအမြဲတမ်းကောင်းကောင်းတဲ့အကွက်ဆိုအနည်းဆုံးတစ်ခွက်တော့ရှိတယ်အဲ့ဒါကိုမြင်နိုင်အောင်ပဲအမြဲတမ်းကြည့်တယ်ခွန်းလွတ်နိုင်ဖို့စူးစမ်းရဲအဲ့နောက်တစ်ခွက်ကျတော့မတူ껙ပြမှုတွေရှိလို့ရှိရင်လည်းဒါကိုလက်ခံနိုင်ဖို့အတွက်ရင်းရင်းကျကျလက်ခံနိုင်ဖို့အတွက်ကိုပြပြစူးစမ်းသိနေရဲအကုသိုလ်ဆိုတာကူးတတ်တယ်လေအကုသိုလ်က ွားပြီးတော့ထိတ်တိုင်းမတွေ့တာအကောင်းဆုံးပဲကိုပြောနေလို့ရှိရင် neglect လုပ်လိုက်ကိုကတော့ပြန်ပြောပြီးလို့ရှိရင်ဟိုကိုကတစ်စက်နေသွားတယ်ရိုင်းနေသူနဲ့ဆိုလို့ရှိရင်ရင်ကျစ်ကျစ်ပြောရင်ပြောလို့မရတဲ့ခါကျကိုကရိုင်းလိုက်ရရင်ကိုကအဆင့်ကျသွားတာကိုကအခုတော့ဝင်သွားတာကိုဒုက္ခရောက်သွားတာအဲ့ဒီခါကျတော့ဖြစ်နိုင်လို့ရှိရင်ဟို ော်မျိုးတွေဆိုလို့ရှိရင် neglect တာလုပ်လိုက် blog လုပ်လိုက် unfriend လုပ်လိုက် and friend လုပ်လိုက်ပေါ့နော်အဲ့လိုပဲဖြစ်ဖြစ်ကတော့ခွန်အားပေးခြင်းလေအဲ့ဒါဆိုလို့ရှိရင်ကိုယ်နေရထိုင်ရတာလည်းပို့ပြီးတော့စင်တီလိုက်မယ်ဒီခုနကပြောတဲ့အတိုင်းပဲလူဆိုတာကုကုသူနဲ့ကိုလာတယ်ကိုအကုသူနဲ့ကိုသွားတယ်အဲ့ဒါသာမှတ်ထားလိုက်အဲ့ဒါအမှန်တရားပဲဒီတက္ကမပြောသွားတာမှန်တယ်နော်အတူယူတင်ပါတယ်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်လူရယ်လို့ဖြစ်လာပြီဆိုရင် ကုသိုလ်ကတော့လုပ်ရမှာဖြစ်ပါတယ်။ကုသိုလ်လုပ်ရမယ်ဆိုလို့ဘုန်းကြီးတွေကိုသူရမယ်ပြောတာမဟုတ်ပါဘူး။နော်။လောကအတွက်ကောင်းကျိုးဖြစ်စေတဲ့အလုပ်မှန်တမျှဟာကုသိုလ်ပဲဖြစ်ပါတယ်။ကုသိုလ်ကိုမလုပ်နိုင်ဘူး။အကုသိုလ်ကိုမရှောင်နိုင်ဘူးရှိစေအောင်တော့ကုသလံအကုသလံဓမ္မံဇာနာတိမနာတိတိမလို့တော့ကုသလံအကုသလံဓမ္မံကုသိုလ်အကုသိုလ်တရားနှစ်ပါးကို ဇာနာတိမနာတိတိခွဲခြားတိမြင်တတ်မှသာလျင်မနုဿော လူလို့ခေါ်ဆိုထိုက်တယ်လို့ဆိုတဲ့အတွက်ကုသိုလ်အကုသိုလ်ကိုတော့ခွဲခြားတိထားဖို့လိုပါတယ်ကုသိုလ်အကုသိုလ်ကို ခွဲခြားတိထားမယ်ဆိုရင်လူပိသပါသည်နော်အဲဒါကြောင့်လူသားတယောက်ပိသဖို့အတွက်အကုသိုလ်ကို မရှောင်နိုင်သေးရင်ကုသိုလ်ကိုမလုံနိုင်သေးရင်တောင်မှ ကုသိုလ်အကုသိုလ်ကိုတော့ခွဲခြားတိထားပါလို့ပြောခြင်းပါတယ်